တရားရင်သဘောတူနေတာမဟုတ်ဘူးเนาะဒါပေမဲ့လည်းကိုယ့်လူသားတွေအများကြီးပဲလေတော်လိုင်းရတယ်မဟုတ်တယ်မလားဆက်ပြီးအတွေးပေါ်လာတာနားတော့မယ်နားတော့မယ်ဒါကြီးကမလွယ်ဘူးနားတော့မယ်ဆိုပြီးအတွေးပေါ်တယ်ကျွန်တော်ဒီ justice ဆိုကြဒီထုတ်လို့ရတာဝန်ခံကိုတာဝန်ယူထားတဲ့ရေဘော်မင်းမင်းအဲဒီဘက်ကတော့29ရှိပါ29 29ဆို အဲ20ဘယ်လောက်မှရောက်လာဘယ်လောက်ရောက်လဲဆိုတော့ကျွန်တော်က2022မှာရောက်လာ2022ဟုတ်ကဲ့2022ဘာလောက်7လပိုင်းလောက်လာ7လပိုင်းလောက်ရောက်လာအဲ့ဒီနေရာဒီမှာထုတ်လို့ရေးဟုတ်ကဲ့အဲစားစားချင်းထုတ်လို့မဟုတ်ဘူးစားစားချင်းတိုက်ခိုက်ရေးအဲ့တော့ကျွန်တော်အဖွဲ့မှာ budget ရန်ပုံငွေလိုအပ်ချက်ရအောင်ဟိုဒုံးဖွဲ့မဖြစ်သေးဘူးထုတ်လို့ဖွဲ့ဆိုရင်မဖြစ်သေးဘူးတိုက်ခိုက်ရေးတည်တယ်မြင်ရှိတဲ့အချိန်တိုက်ခိုက်ရေးပေါ့ဟုတ် ။ဟောအဲ့ဒါနေမှာထုတ်လို့ရပါ냐ဖွဲ့လိုက်တဲ့ချိန်ညမှာထုတ်လို့ရရောက်တာပေါ့နော်။အရင်ဆုံး drone ပေါ့ drone စဖွဲ့တယ်။အော် drone စဖွဲ့ drone စဖွဲ့တယ်အမှ drone တင်နေ drone တင်နေနေမှာကျွန်တော်ဒီ mine နေထုတ်လို့ရသွားတင်နေတင်ပြီးတော့ပြန်လာတော့ထုတ်လို့ရလုတ်ဖို့တော့ကလူကနည်းနည်းမရှိဘူးနည်းနည်းပဲရှိတယ်ပေါ့နော်။နည်းပဲရှိတော့ drone မောင်းမဲ့လူကတော့အများကြီးရှိတယ်။အဲ့နဲ့ကဲ drone မောင်းမဲ့လူတွေအများကြီးရှိတာဆိုတော့မင်းတို့မောင်းငါထုတ်လို့ရလုတ်မယ်ဆိုပြီးတော့နောက်ပိုင်းထုတ်ပေးမယ်ပေါ့။ထုတ်လို့ရ အဲ့လိုမျိုးမေဂျာရွေးလိုက်တာပေါ့ဒီမှာပဲရွေးလိုက်အဲသုံးမျိုးသုံးမျိုးဖြစ်သွားပါသုံးမျိုးဖြစ်သွားတယ်အဲ့ဒီထုတ်လို့ရေးအဲထားပါတော့ဒါအခုထုတ်လို့ရေးပေါ့ဒါပေမဲ့ဒီတော်လန်ရေးကိုဆပြီးတော့ဒါဝင်လာပြစ်ခဲ့တဲ့တွန်းအားပေါ့နောက်ကနေပြဘာဘာဘလို့စိတ်မျိုးနဲ့ဆုံးဖြတ်ချက်ချပြီးတော့ဝင်ခဲ့အားလဲတွန်းအားတွန်းအားတော့ကျွန်တော်ကဟိုးအရင်နေကဘယ်လိုပြောမလဲဒီစေအုပ်စုအင်းအောက်ခြေစစ်သားရဲ့ဘဝတော့ကိုချင်းစာတနာတယ်နားလဲအင်းအင်း နားလေတယ်ဒါပေမဲ့အဲ့ဒီလူကြီးတွေဟွန်းဖြစ်တဲ့ဒီမင်းအောင်လိုင်းတို့ဒီတန်းရွှေတို့ခင်ညွန့်တို့ဒါတွေကကျွန်တော်တို့ဗျာဟိုငငယ်လေးတွေကကျွန်တော်လည်းစာဖတ်ဘူးလေတီမီခေါင်းမီရှိတာပြီးသားဆိုတော့ဟွန်းသူတို့ခေါင်းနဲ့မောင်မီရှိတာခေါင်းနဲ့ကြည့်လို့ကိုမရကြည့်လို့မရဘူးကြည့်လို့မရဘူးအောက်ခြေစစ်သားဘွားတွေဟိုငငယ်လေးတွေကကျွန်တော်တို့စာနာလေကိုချင်းစာတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းအရင်တော့ဘိုးဘပိုင်လေတွေကိုဒီကောင်းနေပဲတိမ်သွားတာဩဟိုငငယ်လေးတွေကအမှားတွေကကျွန်တော်မိသားစုဘွားကဘယ်လိုပြောမလဲ က်တဲ့တော့ပြတ်သွားပြီတော်တော်ယူပျက်စီးပြီးသွားပြီအဲအခန်းနဲ့ကြီးလာတယ်လူဆိုပူဆိုးတယ်ဩပူဆိုးတယ်ဒါပေမဲ့ဗျာဟိုဒီ NND တက်လာတယ်ပေါ့နော် NND တက်လာတယ်2015နောက်ပိုင်းမှာဒီစစ်တပ်လုတ်ရဲ့ဟိုအမှန်တမ်းဝင်ခံမဲ့ဟာတွေရှိလို့ရှိရင်တော့ဒီ AA နဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာကိုကိုတန်းမှာအစ AA ကိုတခဲလို့ပေါ့ပလိန်နဲ့တဲမှာကိုကပါတယ်ဩ ဲ့လိုတွေပါတယ်ဒါကလည်းဟိုဝါရာမိုင်းတွေကိုယ်တွေမိခဲ့တာလည်းပါတယ်အကြောင်းဆုံးမသိခဲ့ဘူးတိုင်းရင်းသားတွေကိုလည်းကိုချင်းမဆာနာတက်ခဲ့ဘူးကောနော်ကိုတိုင်းဂျုံမကိုတိုင်းတိတာကိုချင်းစာတရားဆိုတာအဲအဲ့လိုမျိုးပလိန်ခဲ့တဲ့အထဲမှာကိုပါပါတယ်ဖောင်းထုခဲ့တဲ့ဝေဘန်နဲ့ဒါပေမဲ့အောက်ခြေစင်သားတွေကိုတော့ဒီတနာတော့အဲ့ဒါတွေကိုကြည့်ပြီးတော့တနာပြီးတော့မှဒီတိုင်းသားလက်နက်ကန်ဖွဲ့စည်းတွေကိုကြည့်မရခဲ့ဘူးอืมဒါပေမဲ့အာနာလည်းတိန်လည်းတိန်ရော ော်တော်ကြီးခံစားရတယ်ဗျာကျွန်တော်ဟိုဆိုင်ငယ် workshop ဖွင့်ထားတာဆိုင်ငယ် workshop ဖွင့်ထားတယ်ဝယ်ရောင်းလေးလည်းလုပ်တယ်ကျွန်တော်ဆိုင်ကျွန်တော်သွားအနေနဲ့စိတ်မကောင်းဖြစ်တယ်ဗျာအမနက်ကလည်းဖုန်းလိုင်းတွေဖြတ်ထားတာဟုတ်တယ်ဖုန်းလိုင်းဘာမှလည်းဆက်လို့မရဘူးသွားပြီးထင်တယ်လို့ထင်တဲ့အတိုင်းပဲသွားတာပဲလေဒါပေမဲ့ဆန္ဒပြတော့တော့အများကြီးဟိုဘယ်လိုပြောမလဲပြတဲ့အထက်မှလည်းမပါဘူးနာမည်ထွက်တဲ့အထက်မှလည်းမပါဘူး၃ခါလောက်ပဲပြပြတယ်อืมဒီပြရုံနဲ့လည်းမရတော့ဘူးဆိုတာလည်းတီးတယ်อืมခံမမိတယ် ာနဲ့ကျွန်တော်မျိုးပေါ်မှာနေလို့ရတော့နေလိုက်သေးရပါဗျာစက်ပြင်းဆရာဆိုတာဟိုဘယ်ခေရောက်ရောက်ထမင်းမငတ်ဘူးအဲဒီစက်တွေရင်းနေတာတုံးနေတာထမင်းမငတ်ဘူးလေကျောင်းကျောင်းဆိုင်လေးဖွင့်ပြီးတော့ကျွန်တော်တနေ့တာဝင်ကလေးနဲ့ကျောင်းကျောင်းအေးဆေးနေလို့ရဒါမှမဟုတ်ကျွန်တော်ဒီ line တုံးနေ social media ကြည့်ပြီးဆိုလို့ရှိရင်ဘယ်နေရာမှာပြည်သူတွေအတက်ခံရတယ်ဘုံကျက်ခံရတယ်ကာဝေးတပ်ဖွဲ့တွေကြားတယ်အဲ့ဒါတွေ့ရခါကြလက်ပြမလုံလက်ပြမလုံတော့ကိုကြတော့အေးဆေးလေးနေနေတယ်ကွန်ပျူတာစုနဲ့ကိုအဲ့ဒါနောက်ပိုင်းလဲကြားလဲကြားအောင် မေကပြောတယ်ကျွန်တော်သွားတော့မယ်ပေါ့နော်အင်းအမေကမသွားပါနဲ့တဲ့မသွားနဲ့တဲ့ကျွန်တော်ဟိုဘာသာရေးလုပ်ဖို့ပဲပြောနေဘာသာရေးလုပ်ဖို့ပြောကိုစိတ်နဲ့ဘာသာရေးနဲ့ဘာမှမဆိုင်ဘူးကိုကချမ်းချမ်းတန်းတန်းသမားဘာမှမဆိုင်ဘူးဘာလဲအဲ့အမေမသိအောင်ကျွန်တော်လစ်သွားလာဟောအဲလက်ထပ်လာနေနောက်ဆုံးဒီဘယ်ရောက်တယ်ပေါ့အဲဒီရောက်နေဒီ justice ဆိုကြမတော်ဝင်ထမ်းဆောင်နေတာဒီနေ့တက်ဒီပေါ့အာအမေနဲ့အခုဆက်သက်လုပ်ဖြစ်တယ် အဲအမေလည်းဆက်သွယ်လို့ဖြစ်တယ်အမေလည်းဒီလူမြောက်နေမြေတနည်းအောင်ရောက်နေဩမေဆက်စားခြင်းတည်တဲ့ချိန်တော့ဘလို့ဖြစ်လဲအမေဆဲမှာပေါ့အမေလားငိုတယ်လေငိုတယ်ကျွန်တော်အမေကြတော့သူကဟိုစကားအများကြီးအဲ့လိုမပြောဘူးဗျအင်းပြောရတယ်မပေါ့ဒါပေမဲ့သူတော်တော်ဝမ်းနေတာတော့ကျွန်တော်သိတယ်ကျွန်တော်လည်းအများကြီးမပြောဘူးအမေစိတ်မကောင်းလည်းမကောင်းတာပေါ့ဒါပေမဲ့အမေကတော့နောက်ကွယ်ကနေသူကတော့ဆူတောင်းခြင်းနဲ့ပေါဝင်ပေးပါတယ်ဆူတောင်းခြင်းနဲ့ပေါဝင်ပေးတယ်သူလည်းမကောင်းမှန်းသိတယ်ဒါပေမဲ့လေဒီသားတယောက်ပဲရှိတော့ သူလည်းဟိုဘယ်လိုပြောမလဲအရင်တဘောတူနေတာမဟုတ်ဘူးเนาะဒါပေမဲ့လည်းကိုယ့်လိုသားတွေအများကြီးပဲလေတော်လည်းရတယ်မဟုတ်တယ်မဟုတ်ဘူးအင်းအဲ့တော့မိုက်တယ်ဟိုပါဗောနော်အဲအိမ်အိမ်ကလည်းဒါအခုဆိုရင်တော့ဂုံယူနေပါပါဗောနော်ဟုတ်ဘယ်လိုပဲဖြစ်ဖြစ်ဒီပြည်သူလူထုတရက်လုံးလွတ်မြောက်ဖို့အတွက်ဒီတို့ကြိုးစားပေးနေတာဗောနော်အခုဆိုရင်ညီဆိုရင်ဒါကိုလိုက်အင်ကပါချွေးရင်တော့เนาะဒါလက်လက်ကအစားเนาะ အဲ့လိုမျိုးပုံစံမျိုးပေးဆက်ပြီးတော့ကိုချနေတယ်ဒါပေမဲ့လုံးဝစိတ်သက်မကြဘူးခုချိန်ဒီပါဝင်နေသေးရယ်ဆိုတော့ဒါတကယ်လေးစားမယ်ရာဖြစ်တယ်ဗောနော်အဲ့တော့အဲ့ဖြစ်စဉ်လေးလည်းနည်းနည်းပြောပြပါဦးဖြစ်စဉ်ကအဲ့တော့ဟိုကော့ကရိတ်မှာဗောနော်ကျွန်တော်ဟိုတက်တုံညာနှစ်ခွန်စားတာ29ရက်နေ့ကျွန်တော်တို့က24ရက်လောက်တည်းနေပြီတည်နေတည်နေကျွန်တော်တို့မှာ drone ဘုံတီးရလိုအပ်လောင်းကျွန်တော်တို့ကလက်နက်ကြီးပြခုဆိုလို့ဒီ drone ပဲရှိတာလေ drone ပဲရှိတော့ drone မုန်းတွေညတွင်ချင်းထုတ်နေတဲ့ဒီ 60ဒီအလုံး30လောက်ကိုလုံနေတဲ့အချိန်မှမှဒီ accident ဖြစ်သွားပြီးတော့လက်ပြတ်သွားပါဘောနော်อืมနားထဲမှာမီလီတောက်ကြီးဝင်နေတွေ့ပြီးနားထဲမှာဦးနေပဲရုပ်ရှင်ဇာတ်ကားတွေအတိုင်းပဲကိုယ်လက်ထဲတင်ကိုယ်အေးလို့လည်းမသိဘူးอ๋อဟိုဘုံနဲ့ဒိုင်းနဲ့ဘာမှမကြားလိုက်ရဘူးဦးနေပဲနောက်ကိုလွန့်ထွက်သွားတယ်လွန့်ထွက်တယ်ပြန်ထလာတော့နားထဲမှာစီးနဲ့အဲ့လိုမျိုးလေးအတန်မြင်းနေကျွန်တော်ငုတ်ကြည့်လိုက်တော့ကျွန်တော်လက်ကဒီနှဆောင်ပြတ်သွားပြီဒီလက်မကြတော့ တွဲလောင်းလေးပဲကျန်တော့ဟုတ်အော်အဲ့တော့ဘောင်းမီကျိုးဆွဲထုတ်ဆွဲထုတ်ပြီးတော့ကျွန်တော်လက်ကိုကျွန်တော်စီးထားတယ်စီးထားတယ်ဟုတ်ကျွန်တော်တို့ဘေးနားရဲပေါ်တယ်အကုန်မာထီကုံပြီးထီကုံပြီးဆိုပြီးတော့ခေါ်လဲလူတွေခေါ်ဆရာတို့လည်းပြေးလာอืมပြေးလာ ပြီးတော့အဲဒီစေကူတာရဲ့နေရာကိုသွားတာဗောနော်อืมပြည့်ပြည့်ချင်းကြတော့ကိုပထမဆုံးဖြစ်တဲ့အရာဆိုတော့အမှန်တိုင်းဝင်ခံယောက်ျားတော့ယောက်ျားပေါ့ဒါပေမဲ့တော်လန်းနေရနေပြီးနားချင်းစီပေါက်သွားအော် တိလာနားချင်းတွေပေါက်သွားတယ်ဘာလို့လဲဆိုတော့အော်ဒါကြီးတော့တော်တော်မလွယ်တဲ့အရာကြီးပါလားငါထင်သလောက်ငါထင်တာတည်းတော်တော်ကြီးဆိုးတဲ့အရာကြီးပါလားလို့ဟုတ်ဟုတ်တော်ယူသွားလို့နားတော့မယ်လို့အဲ့ဆီကောင်သွားနေတယ်လမ်းမှာပဲအဲ့နဲ့အဲ့အဲ့ချိန်မှာကိုအဲ့စိတ်ဖြစ်နေတယ်အဲ့စိတ်မှာဖြစ်တယ်အဲ့နဲ့အဲ့ချိန်မှာစိတ်ညုံထားအောင်မယ်လို့အဲ့နဲ့ကားမောင်းတဲ့အကူကြီးစီကနေပြီးတော့ကုန်းရည်တောင်းစားလိုက်အရက်ပါလားလို့အရက်ပါချမှာကွာလို့ဟာအရက်တော့မပါဘူးလေထိနေတာဟုတ်အဲ့ကြောင့်ကုန်းစား ထားပြီးတော့ပြန်စဉ်းစားတယ်ပြန်စဉ်းစားပြီးတော့ငါဒါလေးဖြစ်တာတကယ်ညဘာမှမဟုတ်တာလို့ကိုယ်တည်းဟိုဖြစ်သွားတဲ့လူတွေပေါ့နော်ကျွန်တော်တော့ဟိုပေးဆက်တယ်လို့မခံယူဘူးဗျ။ဒါလို့လည်းဒါကိုရွေးချယ်တယ်လမ်းပဲလေကိုရွေးချယ်တယ်လမ်းပေးဆက်တယ်လို့မခံယူဘူး။ပြသူကလည်းသူပါဝင်တင်တာထက်တော်မှပဲအများကြီးယုံကံပေးနေတယ်။ဟုတ်တယ်ဟုတ်လားဟုတ်တယ်ကျွန်တော်တို့ကဒါလေးကဘာမှဖြစ်ဘူးနောက်ဆုံးအသက်ပေးသွားမယ်ဆိုရင်တော့တေးမာတော့မကြောက်တဲ့လူမျိုးရှိဘူးအကုန်ကြောက်ကြတာပဲဒါပေမဲ့လိုအပ်လာရင်တော့အတေခါမှာပဲတေးဖို့လေ မကြောက်ဘူးအဲ့တော့ဗျာပြန်ပြီးတော့စိတ်ဓာတ်ကိုပြန်ပြီးတော့ပြန်မြင့်ရတာပေါ့ပြန်မြင့်ပြီးတော့တခြားရဲဘော်တွေရှိသေးတယ်အဲပြီးတော့ဒီထုတ်လို့ရင်းမှလည်းငါပြန်ပြီးတော့ပါဝင်ခြင်းတယ်ကိုမရှိရင်မဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့ဟိုကိုယ့်ရဲ့လောက်အနေဆိုပြီးတော့ပို့ပြီးတော့ရှေ့ကိုပို့ရောက်နိုင်တာပေါ့နော်အဲ့ဒါနဲ့ပြန်လုပ်မယ်ဆိုပြီးတော့ဒီအနာတတာနဲ့ပြန်လာခဲ့တာအဲဖြစ်ဖြစ်ချင်းကြတော့ကျွန်တော်ဆရာကိုလည်းစိတ်ပူတယ်ပေါ့နော်ကျွန်တော်ဒီ justice ဆိုကြရဲ့ ဒီဆရာဇွဲပေါ့နော်ကျွန်တော်တို့စိတ်ပူဟိုဘယ်လိုလဲအားနာအားနာလဲဆိုတာကျွန်တော်အက်စီဒန့်ဖြစ်သွားတော့သူငါ့ကိုတတ်တာရောပြန်ခိုင်းပါဦးမလားအာငါ့ကိုယုံကြည်ပါဦးမလားအဲ့လိုမျိုးစိတ်မျိုးကျွန်တော်ဝင်သွားတယ်အဲ့ဒါသူကျွန်တော်ဈေးကမှလာပြီးလာတွေ့အာပိစကပြောတဲ့အချိန်မှာဆရာလို့ကျွန်တော်တတ်တာရောပြန်လုပ်မယ်လို့ဆရာကျွန်တော်ခိုင်းပြန်လုပ်မယ်ပေါ့နော်ဆရာလည်းကျွန်တော်ပြန်ပြီးတော့ယုံကြည်မှုပေးတယ်ဟုတ်ဒါနဲ့ဟိုပြန်လုပ်နေတဲ့နောက်ပိုင်းမှာတော့အက်စီဒန့်တော့မရှိတော့ဘူးပေါ့နော်อืม ဒါအများအတွက်လုံနေနေဖြစ်တာဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါကိုကတကယ်လေးစားကုန်ယူတယ်ပေါ့နော်ဟိုပြီးတော့အဲခုနပထမဆုံးစပြီးတော့အတွေးပေါ်လာတာနားတော့မယ်နားတော့မယ်ဒါကြီးကမလွယ်ဘူးနားတော့မယ်ဆိုပြီးတော့အတွေးပေါ်ဒါပေမဲ့လည်းလုံးဝချက်ချင်းအချိန်ပိုင်းတွင်းမှာပဲဒီစိတ်ကပြန်ပြောင်းသွားတယ်ပေါ့နော်ဟုတ်ငါငါဖြစ်တာဘာမှမဟုတ်ဘူးပေါ့နော်ငါတဲ့ဟိုကဖြစ်တဲ့တွေ့တောင်ရှိသေးတယ်အဘလုံးလုံးနေမှာလဲဆိုရဲစိတ်ကြီးကိုပြန်ပြောင်းလဲနေတော့တကယ်လေးစားတာပေါ့နော်အဲတော်တော်များများတချို့ဆိုရင်ကိုလက်အင်ကတော့မဟုတ်ပါဘူးအဲ့လိုစိတ်ပိုင်းဆိုင်ရာနည်းနည်းဟုတ်လို့ပေါ့ စစ်တိုက်တယ်ဆိုရင်အများနဲ့နိုင်ငင်ညနည်းနည်းတော့အဲဒါဟောနော်ထိကြိုက်ကြာရှုံးလေးတွေမြင်ရပြီဆိုရင်စိတ်ပြတ်သွားကြရတယ်ရှိတယ်နော်အဲအဲ့လိုပုံစံမျိုးနဲ့ဒါလစ်သွားတယ်ကြောက်ခိုင်းသွားတယ်ဆိုတဲ့သူတွေလည်းရှိတာဟောနော်အဲအဲ့လိုမျိုးဟိုခုနလိုပေးဆက်ရမယ်ဆိုရင်ပူလောင်ဆိုးမယ်ပေါ့နော်အဲဒါမဲ့လည်းမီလီကတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ချမယ်ပေါ့နော်ပြန်ပြီးလုံမယ်ဆိုပြီးတော့ခုချိန်ထိပါဝင်နေတာတကယ်ဂျေစုတင်တာအဲ့တော့ဒီထုတ်လို့ရပိုင်းပါဆိုရင်အဲ့လိုအဲအခက်ခဲတွေဘာတွေဘာတွေရှိရှိရအခက်ခဲကအများကြီးရှိတာပေါ့အဓိကကတော့ ဒီရန်ပုံငွေရရှိမှုပေါ့နော်อืมဒီဒေါ်လာရေးကြာမြင့်လာတာနဲ့အတူတူအချိန်တူရောက်လာတဲ့လူပြည်သူအားလည်းဒါအပင်မနေတော့อืมအဲအရင်အလောက်သူတို့တွေမပါဝင်နိုင်ကြတော့ဘူးကုန်စည်နှုန်းကြီးလာတာဒီမြန်မာငွေတန်ဖိုးကျဆင်းလာတာပေါ့ဗျာသူတို့လည်းဟိုဥပမာသူတို့လစာ10သိန်းရလို့သူ10သိန်းလုံးအိမ်ကိုပေးလိုက်ရင်တော့အခုခေတ်မှာမလောက်တော့ဘူးမလောက်တဲ့ကြားတဲ့နေရာမှာ3သိန်း3သိန်း3သိန်းတချို့ဆို10နဲ့ကြီးတယ်တချို့ဆိုလည်း9000 1000ပေါ့နော်အဲ့လိုမျိုးပါဝင်နေကြတာတကယ်လေးစားဖို့ကောင်းတယ်ဗျာဟုတ် ကွန်ပျူတာစုအတွက်ပါကိုအတွက်ပါငဲ့ပြီးတော့ဒီတိုင်းပြည်အတွက်ပါဝင်နေတော့ကျွန်တော်တို့လည်းနားလေတယ်နားလေဒါပေမဲ့ကျွန်တော်တို့လည်းဒီရရှိလာတဲ့ရမုံငွေကိုအလေလွင့်မရှိအောင်ကျွန်တော်တကယ်အလုံးလုံနေတဲ့အဖွဲ့မို့လို့တကယ်နေရာမှန်မှကျွန်တော်တို့အတုံးချတယ်အတုံးချပြင်မယ်လေခုနကပြောသလိုနဲတော့အခါတွေကြားလို့ရှိရင်တော့အဲထုတ်လို့ရမှာကိုဖြစ်ချင်တာကြီးလုံးချင်တာကြီးမှန်းထားတယ်အများကြီးရှိတယ်လိုအပ်တဲ့ဆက်ပစ္စည်းဝယ်ယူမှုတွေအဲအဲ့လိုမျိုးတွေ အတွက်လိုအပ်ချက်ကတော့ရှိနေသေးပဲရှိနေသေးပဲဒါပေမဲ့အရင်ထက်ဆိုင်တော့အများကြီးတိုးတက်လာပြီပေါ့နော်ရှိနေသေးပဲဟုတ်နောက်တစ်ခုကဒီကုန်ကျန်းပစ္စည်းလိုအပ်တာတွေအဲတည်ယူပို့ဆောင်ရေးတွေဒါတွေကတော့ခက်ခဲအများကြီးရှိအများကြီးရှိပါတော့ဟုတ်ဒီကတော့ရံမိုးရရှိရတယ်ဒီကတော့ရံမိုးရရှိရပါတော့နောက်တစ်ခုကအညီးပြောလို့ပေါ့အခုကတော့အရင်ထက်ဆိုင်တော့အများကြီးတိုးတက်လာပြီပေါ့နော် စတော့ကညီခုနပြောရခြင်းပါဆိုတိုက်ခိုက်ရေးတီးတံပဲရှိသေးတယ်ဟုတ်နောက်ပိုင်း drone တွေဖွဲ့လာတယ် drone နောက်ပိုင်းထုတ်လို့ရေးတွေပါပါလာပြီကိုယ်တိုင်လုံးနိုင်တဲ့နေသားတွေဖြစ်လာပြီပေါ့နော် sniper တွေစစ်တပ်ဖွဲ့တွေဆက်သွဲရေးတွေဒါမျိုးပုံစံတရားစဟိုတပ်ဖွဲ့တက်ကြီးတစ်ခုတပ်ဖွဲ့ဖြစ်လာပြီပေါ့နော်အဲဒါကြောင့်လူချက်ကတော့သူ့နေရာသူဒါကြီးထွားလာတဲ့မြန်လိုအပ်တာတွေကတော့ပုံပြီးများလာတာပေါ့လေနော်အဲ့တော့ညီနေရန်နားလဲပြေးရကွာမြန်တရားဟိုပြည်သူကလည်းသူ့အနေနဲ့သူလှုပ်ပေးနေရဆိုတဲ့ဟာကိုလည်းနားလဲပြေးရပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပြည်သူတို့ကိုရှေ့ရှုပြီးတော့ လုပ်နေရဖြစ်တဲ့အတွက်တေချာပေါက်အောင်မြင်လိမ့်မယ်ခေါ့ဒီဟာနောက်တစ်ခုကအဲ့လိုလေအဲထုတ်လို့ရဘလောက်အရေးကြီးသလဲဆိုရဟာပေါ့နော်ဒါမသိသေးတဲ့ပြည်သူတွေအတွက်ကိုလည်းနည်းနည်းလေးပြောပြလို့ရသလောက်လေထုတ်လို့ရဆိုတော့အရေးကြီးလားဆိုတော့ကျွန်တော်တို့မှဒီလက်နက်ငယ်တွေနဲ့ဘယ်တိုက်ပွဲရမပြီးသွားဘူးဟုတ်တယ်နော်ကျွန်တော်မှလည်းစာကစားမှသူမှလက်နက်ကြီးပစ်ကူကြီးရှိတယ်လေးချောင်းပစ်ကူကြီးရှိတယ်ရေချောင်းပစ်ကူအများကြီးပဲရှိတယ်ပေါ့နော်ကျွန်တော်မှအားကိုးကြရဆိုလို့ဒီလက်နက်ကြီး ဒီဆိုလို့ဒီ60 81 120 120တောင်ဖွင့်တော်လို့မျိုးမတုံးနိုင်သေးဘူးဟုတ်တယ်ဟုတ်တယ်မတုံးနိုင်သေးဘူးဒီ drone ပေါ့အဲအဲ့တော့ကျွန်တော်တို့မှာဒီလက်နက်ငယ်တွေမပြီးသွားဘူးဒီနောက်ကနေပြီးတော့ဒီလက်နက်ကြီးပြစ်ကူပါမှရှေ့တန်းရဲဘော်တွေအများကြီးတက်တာမှသူရဲ့ဟုတ်တယ်ဒီပေးဆက်မှုတွေလည်းထိခိုက်တွေလည်းအနည်းဆုံးဖြစ်မှာပေါ့နော်ဟုတ်တယ်အဲ့တော့ဒါကတော်တော်အရေးကြီးတဲ့ကဏ္ဍတစ်ခုပဲ ကျွန်တော်တို့မှာစားကားစားလို့မျိုး quality အပြည့်မီတဲ့လက်နက်မျိုးတွေမထုတ်နိုင်ဘူးဆိုရင်တော့မှပဲဒီကောင်တွေကောင်းကောင်းဒုက္ခပေးလို့ရတဲ့လက်နက်တွေကျွန်တော်ထုတ်နိုင်နေပြီနော်အဲ့တော့ကျွန်တော်တို့ဒေါ်လာရင်းအမြန်ဆုံးအောင်မြင်ပြီးဆုံးမှုဆိုတာလဲထုတ်လို့ရေးဆိုတာလဲဒီ drone အတွက်တော့၎င်းလက်နက်ကြီးအတွက်တော့၎င်းအများကြီးအထောက်ကူဖြစ်တဲ့ကဏ္ဍပေါ့နော်အဲ့တော့ထုတ်လို့ရေးဆိုတာဒီဒေါ်လာရင်းပြဖို့အတွက်အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တယ်ဆိုတာတော့ကျွန်တော်ပြည်သူတွေအတိပေးခြင်းနေပေါ့နော်ဒါ အရေးပါတဲ့အရာပေါ့ဒါပေါ့ဒါပေါ့ငါဒီရမုံငွေပေါ့နော်ရမုံပေါ်လည်းအရင်မူတီရပေါ့ဆိုတော့ဆက်ရုံကနေထုတ်လာတဲ့ဒါလက်နေကြီးပုံသီးတစ်လုံးကိုငွေကြေးအမြောက်အများကြီးနဲ့လိုက်ပြီးဝယ်ယူနေရတဲ့ခါအဆင်မပြေရရှိတယ်နော်အဲဒါကြောင့်ကိုတိုင်ထုတ်လုပ်နိုင်မှုအတွက်စူးစမ်းကြတဲ့ခါလုံးဝအများကြီးဟိုကုန်ကြစည်တွေရော့ကျသွားတယ်ပေါ့နော်ဟုတ်ဟုတ်တယ်ဒါပေမဲ့အသက်အန္တရာယ်တော့များတာပေါ့လေနော်အဲဒါမဲ့လည်းခုနကလိုကိုတိုင်လုံနိုင်တာပြီအဲကိုတိုင်လုံနေပြီဆိုတဲ့အနေထားမှာပို့ပြီးတော့ဒါရံဝင်ရရှိမယ်ဆိုရင် အများကြီးပို့လုံးနိုင်တာပေါ့နော်ပြီးတော့တိုက်ပွဲတစ်ခုမှာဒီလက်နဲ့ကြီးနဲ့လက်နဲ့ငယ်နဲ့ဆိုလက်နဲ့ကြီးနဲ့ထိပြီးတော့တည်တဲ့သူတွေကပို့များတယ်ပေါ့နော်အဲပို့များတယ်အဲတော့ကျတော့ညာကတကယ်ထိရောက်တဲ့ဒါခန္ဓာတစ်ခုဖြစ်တယ်ဆိုတာကိုလည်းပြည်သူတွေသိစေချင်တယ်ပေါ့နော်အဲနောက်ခါအဲ့လိုညမမရဖြစ်ပြတွေပါရှိတယ်ဒီအခုဒီဒေါ်လာကြီးကာလာတစ်ချောင်းမမရဖြစ်ပြဘယ်လိုအမျိုးလဲဟိုအတက်ဘေးနဲ့လားအတက်ဘေးနဲ့တော့ကြုံမှုတယ်တခြားမမရတွေလည်းအများကြီးပေါ့ဒေါ်လာကြီးဆိုတာကတော့ကျွန်တော်ဘွားမှာ ဘယ်လိုပြောမလဲတခါမှတော့ငငယ်တော့ဆိုစကားရင်းကြိုက်တယ်တနက်အစစ်ဆိုတာကင်မိုးဆိုတာတခါမှအိမ်တော်မမဘူးကွာဒီမှာတနက်တင်မဟုတ်ဘူးဘုံမှာလုံးနေတာတခါမှမတင်တာတဲ့ဘဝမျိုးပေါ့နော်တခါမှမစင်တာဘူးလေဒုက္ခဆင်းရဲတွေလည်းရှိတာပေါ့အများကြီးပဲမှတ်တရရတော့တော်တော်များတယ်ဟုတ်ဟုတ်ရှိဒါဒါညီတို့လိုမျိုးအဲဒါဒီမှာဆိုတွေ့ရတယ်ကွာချိုးဖွဲ့လုံးဝစိတ်တက်မကြဘူးချိုးဖွဲ့တွေက ထိခိုက်ဒဏ်ရာရသွားတယ်ဆေးရုံရောက်ဆေးရုံမှာကလေးကိုကသူကဒီပြန်လာဖို့သူကကြိုးစားနေပြီတချို့ဆိုရင်ကြောပွေးတွေပါဝယ်ထားတယ်မပြန်လာဖို့တပ်ဖွဲ့ကိုပြန်လာဖို့ပေါ့နော်အဲ့လိုမျိုးဒါလုံးဝကွာကြောခိုက်သွားပဲနဲ့ကွာအာရင်းနှီးထားရတဲ့အရင်းနှီးတွေကြီးလာတော့မှပဲပြန်လာပြီးတော့လုံနေရဲပေါ်ရှိကျွန်တော်ဒီမှာရှိတယ်အဲကျွန်တော်ထုတ်လို့ရမှာဒီဒီထုတ်လို့ရမှာအက်ဆီဒန့်ရတာမဟုတ်ဘဲနဲ့ဒီရှေ့တန်းမှာထိခိုက်ပြီးတော့ဗတ်တို့ရှေ့တန်းမှာတို့လူကိုယ်တိုင်းပြစ်ချင်ခက်ချင်နေ ပါဝင်ခြင်းပဲမဲ့သူတို့မလုံနိုင်တော့မလုံနိုင်တော့ကာနောက်တန်းနေပြီးတော့ဒီကူမယ်ပေါ့ဒီထုတ်လို့မှာမိုင်းဒီလောက်ကမလားမိုင်းလောက်ကမလားဟွန်းရော့ကက်ကူလောက်ကမလားအကုန်လုံးမယ်ပေါ့သူတို့နိုင်တဲ့နေရာနေပြီးတော့တာဝန်ထမ်းဆောင်မယ်ဆိုပြီးတော့မှသူတို့ဌာနပြောင်းဖို့အဲဒီစာတင်ပြီးတော့မှဒီကျွန်တော်ထုတ်လို့ဌာနကိုလောက်လာရေးဖို့အများကြီးရှိတယ်ကျွန်တော်စီမှာ သူတို့လည်းလုံးဝစိတ်သက်မကြောက်ဘူးကွနော်စိတ်သက်မကြောက်တဲ့တခါကျရင်တော့လူငယ်တွေပဲလူငယ်တွေရောလူကြီးတွေရောလူငယ်ကတော့ပုံများတာပေါ့ ကျန်ရလူကြီးတယောက်ဆိုလို့ရှိရင်ဦးဆိုးလို့ခေါ်တယ်သူဆိုလို့ရှိရင်မင်းမင်းသူ့လက်ကိုသူပြန်ကြည့်ပဲသူကဒီလက်နဲ့ကြီးထိထားတော့ဒီကဒီလက်ကောင်းမောလက်ချောင်းတွေကကောင်းကောင်းဆန့်လို့မရငါတက်တာရင်တိုက်ခိုက်ရတဲ့ပြန်သွားမှာနော်တိုက်ခိုက်ရတဲ့ပြန်သွားမှာနော်ဟုတ်တယ်ပါယာကြီးလာလောက်တာပေါ့အဲ့လိုမျိုးဦးဆိုးရေနေပါဦးအေးစေးနောင်အေးစေးနောင်ဒီမှာအေးစေးလုံးပြီးတော့မှဦးဆိုးတက်တာပြီဆိုမှသွားအဲ့လိုမျိုးသူတို့ပြန်ပြီးတော့စိတ်ဖြောင်းပြပေးရတယ် ကျုံးမယ်ဆိုတာကျုံးမယ်ဆိုတာကြီးပဲဈာကစားမှာရှည်တန်းထွက်ကမှာဆိုလို့ကြောက်တဲ့ကောင်နေပြေးတဲ့ကောင်နေဒီမှာရှည်တန်းမထွက်ကလို့စိတ်ညစ်တဲ့ကောင်နေလည်းရှိတယ်အာတကယ်လေးလေးစားဖို့ကောင်းတယ်နော်ဟိုပြီးရင်ဒီခုနလိုတိုက်ခိုက်ရေးတစ်ခုပါဝင်တယ်ခုနလိုထိခိုက်သွားတယ်တိုက်ခိုက်ရမှာမပါရဘူးဆိုရင်တော့မှနောက်ထပ်ပါဝင်နိုင်တဲ့နေရာရှိသေးတယ်ဆိုတော့စိတ်နဲ့ထပ်ပြီးရွေးချယ်ကြပါတော့နော်ဟုတ်တယ်ဟုတ်တယ်လုံးဝကြောက်ခိုင်းမသွားဘူးအဲ့ဒါတော့တကယ်လေးစားရတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ညို့ ဆက်ပြီးတော့ queue site ပါဗောနော်ဟုတ်ကဲ့ပါအဲခုနလိုဒါမတော်တဆမှုတွေဆိုတာလက်ရှိတော့ရှိတာဗောနော်ဒါအခုဆိုရင်တော့ဒါ내ဝိုင်မရှိတော့ဘူးဗောနော်တွေးကြုံနေရတဲ့စကားပြောသွားဘူးအတွေးကြုံအရင်ကြီးရလဲကြီးနေရလဲကြီးတယ်ကြီးတယ်ဗောနော်အဲကြောင့်ဘလိုပဲဖြစ်ရခုချိန်ဒီပါဝင်ပေးနေလို့လဲဒီကျေးဇူးတင်တယ်အဲနောက်ဆုံးနေ့နဲ့ဗောနော်ဒါပြည်သူတွေဗောပြည်သူတွေအတွက်ညီလေးခုနတန်ဖိုးထားပါတယ်ဆိုတော့ပြည်သူတွေအတွက်မာစကားလေးဗောဆက်စကားလေးဗောပြည်သူတွေမာကျင်တာတော့အဲ ျွန်တော်လူငယ်တွေကိုရင်မာခြင်းတယ်ဗျာလူငယ်တွေဒီဒီပေါ်တာရှောင်မဲ့လူငယ်တွေကိုကျွန်တော်အရင်ပြောခြင်းတယ်ဒီစကားသားလောက်မှာမနေနဲ့ဒီလားတို့တွေလက်ဖက်ဆိုင်ထိုင်ဂိမ်းထိုင်ဆော့နေတယ်ဆိုတာတို့အဲ့အမြဲဆော့လို့မရဘူးဟုတ်တယ်ဟုတ်တယ်တစ်ချိန်မဟုတ်တစ်ချိန်တို့အိမ်တကောက်လာခေါက်မှာဟုတ်တယ်ခေါက်မှာအဲ့ဒါတကယ်ဖြစ်နေတာဒီကျွန်တော်တို့ဝါးရဖြန့်နေတာလည်းမဟုတ်ဘူးအဲ့ဒါတကယ်ဖြစ်နေတာအေးအဲ့ခါကြမှာအနီးနားရောက်ခါမှာတားကြီးလှုပ်ပေါင်းငေါ့မှာလာခေါ်နေပြီမဲပေါက်တယ်ဆိုကျွန်တော်တကယ်ကြီးကျွန်တော်လာလာပြောကြတယ်အဲ့ချိန်ကြမှာကျွန်တော်ဘာလို့လို့ဘာ ာလုပ်ပေးလို့ရမှာလေဟုတ်တယ်မလားအစောကြီးကကြိုတင်ပြီးတော့ရှောင်ရှားလေးအချိန်ရှိတဲ့အချိန်ပဲဒီမှာစင်မတိုက်ချိန်ကလာရှင်းရှင်းပြောမယ်ဗျာပေါ်တာရှောင်ရင်လို့စင်မတိုက်ချိန်ကိုမထအောင်လာဒီနောက်တန်းနေပြီးတော့စင်မတိုက်ချင်မလို့ပဲလှုပ်လို့ရတယ်အလုပ်တွေအများကြီးရှိအများကြီးရှိအများကြီးရှိလေလာခဲ့ကျွန်တော်တို့ကဖိတ်ခေါ်တယ်ဟိုကျွန်တော်အဲ့လိုဆိုရင်တော့ဂျွန်ဘွားနဲ့အတိမခံဘူးဗျာဒီလားဂျွန်ဘွားနဲ့အတိမခံဘူးဒီကောင်းလေးပြန်ပြီးတော့ပြန်တန်းနဲ့ပဲအတိခံခံမယ်ဂျွန်ဘွားနဲ့တော့အတိမခံနိုင်ဘူးဂုံသိက္ခာရှိပြီပဲအတိခံမယ်နောက်တော့နောက်ထပ်မာဂျင်နာကြတော့ဒါကျွန်တော်တို့ ဒေါ်လာရုံစောင့်မျှော်နေမြန်မြန်ပြီးဖို့စောင့်မျှော်နေတဲ့ပြည်သူတွေပါဝင်နေတဲ့ပြည်သူတွေကိုပြောချင်တာတော့ကျွန်တော်တို့တွေဒီမှာနေ့စဉ်ရက်စက်ကြောင်တခါမှမနာပါဘူးကျွန်တော်ကြိုးစားနေတယ်ဟုတ်တယ်အလုံးလုံးနေတယ်ဒီပြည်သူတွေရဲ့ပါဝင်မှုပံ့ပိုးမှုတွေကလည်းအချင်းချင်းမဖြစ်စေရဘူးအချိန်တိုင်းအတီးပွင့်နေကျွန်တော်ဖြစ်လာလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီဒီအကျန်းဖတ်ဆိုကမှအကျန်းဖတ်ဖြစ်ပြီးအောင်သူမှ ဘယ်လိုပြောမလဲစနစ်တစ်ခုရှိပြီးသားနိုင်ငံတော်အဆင့်စစ်တပ်ဖြစ်နေနိုင်ငံအဆင့်စစ်တပ်ဖြစ်နေတော့ကျွန်တော်တို့အဲ့ဒါကိုတိုက်ဖို့အတွက်ကျွန်တော်တို့ကအခုရေတွင်သူအခုရေကြီးတောက်လို့မရဘူးမရဘူးဟုတ်တယ်ကျွန်တော်တို့ကိုယ်တိုင်ကလည်းစစ်တပ်ဖြစ်အောင်တိဆောက်ကြအောင်ဟုတ်တယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့အချိန်လိုတယ်ဒါပေမဲ့စိတ်မပူနဲ့ကျွန်တော်တို့တွေအစွမ်းကုန်ကြိုးစားနေတယ်ကျွန်တော်လည်းပြည်သူနဲ့အမြန်ဆုံးပြန်နေခြင်းပြီးဒီစစ်သားဘဝကိုလည်းကျွန်တော်တို့လှုပ်ချင်လို့လှုပ်နေတာမဟုတ်ဘူးကျွန်တော်တို့လိုလက်လက်နေခြင်းတာဒီတော်လန်းပြီးတာနဲ့ဒီယူနီဖောင်းတွေတနက်လေးလက်တော့မကြည့်တော့ဘူးဒီလားလက်တော့မကြည့်တော့ ျွန်တော်တို့လူငယ်ဘဝကိုပဲကျွန်တော်တို့ပြန်လူခြင်းနဲ့အဲ့တော့ကျွန်တော်တို့ကပြည်သူတွေထက်တော့ဘိုးလိုတော့ပြီးကျင်သေးတယ်ဗျာဟုတ်ပါတော့ပြီးကျင်သေးတယ်အဲ့တော့ပြည်သူတွေလည်းအမငယ်နဲ့ကျွန်တော်တို့အဲ့လိုမျိုးစိတ်သက်ခွန်အောင်ပြီးကျင်တယ်ဒီလိုမျိုးဒေါ်လာရင်းနဲ့မှထိခိုက်ပြီးတော့ပြီးတော့မှကျွန်တော်လည်းပို့ပြီးထိခိုက်သွားတဲ့လူတွေအများကြီးရှိတယ်စိတ်သက်မကြပဲနဲ့လုံနေတဲ့လူတွေလည်းအများကြီးရှိတယ်ဟုတ်ပါတော့အဲ့တော့ပြည်သူတွေကျွန်တော်တို့တွေပြန်ဆောင်ကြမယ်ပေါ့နော်ဘာမှအမရှောင်းနဲ့အဲ့ဒါလေးကြောင့်မှားခြင်းတယ်ဟုတ်ပါတော့အဲ့တော့ဒါဒီညီလေးဆိုရင်ဒါ သူတက်နိုင်တဲ့အလုပ်တွေမှာလုပ်နေနေတယ်ပေါ့နော်ဒါလက်ချောင်းတွေဒါထိခိုက်ထားတယ်ပေါ့နော်ဒါပေမဲ့လည်းလုံးဝဆွဲမလျှော့ဘူးခုချိန်ထိပါဝင်နေခုသူပြောရဲစကားရဲဆိုလဲဒါစိတ်ခွန်အဖြစ်စရာကြီးပဲပေါ့နော်အဲဒီလိုမျိုးဒါလူငယ်တယောက်ကဒီလိုမျိုးဒါနိနာခံပြီးတော့လုပ်နေတာတွေကိုမြင်ရတဲ့အခါအပြည့်သွေးလက်တက်နိုင်သလောက်တော့ပါဝင်ပေးကြစေချင်တယ်ပေါ့နော်အပြီးတော့ကျတော့ဒါအားလုံးမျှော်လင့်နေတဲ့အောင်မြင်မှုဆိုတာလဲဒီလိုပဲစူးစမ်းပြီးတော့ကျွန်တော်တို့ရှေ့ကိုရောက်လာအောင်မရောက်ရောက်အောင်ကျွန်တော်တို့ဒါဆွဲခေါ်အောင်ပါပဲပေါ့နော်အဲကျတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့တက်နိုင်သလောက်စူးစမ်းကြမယ်ဒီလိုမျိုး လုံးဝစိတ်သက်ပြင်းထန်တဲ့လူငယ်တွေကျွန်တော်တို့တပ်ဖွဲ့ရဲ့ထဲမှာအများကြီးရှိတယ်ဆိုတာကိုဒီနေ့ကနေဒီပြီးပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်